ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့စောင်းတန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမမဝင်းမြင့်ရေးသားထားတဲ့ရေပြာအိုင်မဇလန်းများဆိုတဲ့စာအုပ်လေးတွေကရေပြာအိုင်မမွေနိုင်သူဆိုတဲ့အပိုင်းလေးကိုပရိသတ်ကြီးများအတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးများကလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ပေးထားကြပါအောင်ခင်ဗျာရေပြာအိုင်မမွေနိုင်သူတာထူတမန်ဤယုတ်ကလက်လေးအောင်အိဆရာ ဥက္ကူရှိသည့်တောင်ကုန်းငယ်မှာအိမ်သို့ပြန်လည်ရောက်ရှိသောအချိန်တွင်မနက်9နာရီခွဲပြီးနေပေပြီ။မနက်စာထမင်းဟင်းချက်ပြုတ်ရေးအိမ်တန်ရှင်းရေးတွေရှိနေသေးသည့်အတွက်တကြောင်ခရီးရောက်မဆိုင်အဘွားကိုပင်ပန်းနေမိကိုတွေ့မိရင်တကြောင်မက်ခင်ရွှေကမွေးနိုင်သူအဘိုးတာပေါ်အကြောင်းအလွန်အမင်းတည်လို့ဒီစိတ်ကိုအလိုက်တည်စွာချုပ်တီးထားရလေသည်။မိဖို့ကြောင့်ကိစ္စအိမ်တန်ရှင်းရေးကိစ္စတွေပြီးစီးသောအခါအဘွားကြီးသားမိနှင့်မက်ခင်ရွှေက ထမင်းဟင်းစားတော့ပြီး ဈေးကျော်တင်ဆက်ရသေးသည်ကိစ္စအားလုံးပြီးသောအခါမှာမခင်ရှေကအဖအိုရှိရသူလာခဲ့သည်အဖအိုကအိမ်ရပေါ်တွင်တတတတာလဲလျောင်းနေသည်ဖဖွာကျမကုသိုလ်ယူပေးရစေမခင်ရွှေကဆိုကအဖွားအိုချင်းဘက်ကထိုင်ပြီးခြေဘဝနှင့်ခြေတလုံးကို အသာအယာစုံနေလိုက်သည် အဖွားအိုကမိမိထားသောမျက်လုံးကို ဖွင့်ပြီးကြည်လိုက်၏အေးကွယ်ဒါဒုဒါဒုဒါဒုဆီယမလီ ဘဘတို့အိမ်ရောက်လာကတဲ့ကဝတ္တရားမပြတ်ပြုစုခဲ့တယ်နော်ဂျေစုတင်ပါတဲ့လုံမာလေးရဲ့သူအခိုင်အဘွားကြီးသမီးကပါရောက်လာပြီးသူ့အမေဘေးမှာထိုင်နေအဘွားကိုလက်တစ်ဖက်ကိုယူရစာဆွဲယူစုပ်နေပြီးဆီယမာလေးသိချင်တဲ့အဘတာပေါ်အကြောင်းပြောပြပါအောင်အမေဟုစကားစပီးလိုက်၏သူအခါအဘွားကြီးကတတိယသာဟန်ဖြင့်အော်အော်အေးအေးကိုရင်တာပေါ်အကြောင်းလားနေပါဦးဘယ်ရစာပြီးပြောရပါအဘွားကြီးကပြောပြီးစဉ်းစားဟန်ဖြင့် တမနစ်ခန့်မြညင်နေပြီးမှပြောသည်ကိုရင်တာဘောကဒီယာဇာတိမဟုတ်ဘူးကွဒါပေမဲ့ဒီယာမှာပဲအဘာတို့အိမ်မှာအခြေဆိုင်ပြီးဒီယာမှာပဲမွေကြိုက်လူနာတွေကိုကဲသွားတယ်ကိုရင်တာဘောဒီယာရောက်လာကတော့အဘာခင်မွန်ကိုဘိုးအောင်ကိုအကြောင်းပြုရောက်လာတာမိန်းကလေးရဲ့အဘွားကြီးဒီမခင်ရွှေကိုဆီယာမာလေးဟုခေါ်လိုက်လုံမာလေးဟုခေါ်လိုက်မိန်းကလေးဟုခေါ်လိုက်ဖြင့်ချစ်စနိုးအမျိုးမျိုးခေါ်နေဒီကိုမခင်ရွှေကလည်းနှစ်ချိုက်ကြည့်ပြူစွာပင်သဘောကျသည် ဟုတ်ကဲ့ပေါ့ဗျာအဲ့ဒီအဘတာဘောကဒီရွာသားမဟုတ်ဘူးဆိုတော့သူ့ဇာတိရပမာလဲမပြောဘူးကွကိုရင်တာဘောကလူတစ်မျိုး မေးလဲပြောချင်မှပြောတယ်မမေးပေမဲ့သူပြောချင်ပြောနေတာပဲတချို့ရွာသူရွာသားတွေကတော့ကိုရင်တာဘောကိုချက်မပြေဘူးအယူလို့ပြောကြတယ်ဒါပေမဲ့ကိုရင်တာဘောမယူဘူးစိတ်တဘောသားထူးဆန်းတဲ့လူလို့ဆိုရမယ်ထို့အခါအဖွားကြီးသမီးကဟုတ်တယ်အဘတာဘောကအယူမဟုတ်ဘူးသူတို့ကအဘတာဘောတီတီနေတာကိုချန်ပန်အပြစ်ရှာပြောတာ ယူတဲ့သူကမွေနိုင်မှမလားမွေကိုက်ခံလူနာကိုစေကုနိုင်မှမလားဆီယမလေးရဲ့နောက်ပြီးအဘတာဘောကစေကုကဘယ်၍ဘယ်မြန်ပေးရမယ်လို့ဘယ်တော့မှမတောင်းဘူးပေးခြင်းပေးမပေးခြင်းနေပေးလဲကုတာပဲမပေးလဲကုတာပဲအဘတာဘောကအိမ်တော်မရှိဘူးဆီယမလေးရဲ့လူပြိုကြီးအဘတာဘောဒီရွာရောက်လာတာမောင်လေးစုံမိမှတော့မေဟုတော်တော်လတ်လတ်ပြောဆိုမေးမြန်းလိုက်သည်ဟုတ်တယ်တားဆုံးပြီး၃လလောက်အကြာမှာရောက်လာတာအဲ့ဒီချိန်ကကိုရင်တာဘောအသက်ရွယ်က ိုဘိုးအောင်ထက်၃လေးနှစ်လောက်ကြီးမလားပဲလူပုံကရုပ်ရည်တန်တန်ရောင်တစောင်းထုံနဲ့ကောင်းလိုက်တဲ့သပင်ဆိုတာချင်းမျက်စိထီရောအဲ့ဒီအဘသာဘောကဘလို့အကြောင်းပြုပြီးဘိုးဘိုးနဲ့ဆက်တယ်မိရလဲပပွားသူတို့သားမိစကားအရာအဘသာဘောဤရွာကိုရောက်လာခြင်းကဆိုလျင်အဘကြီးသမီးဒီ၁၀နှစ်ကျော်အရွယ်ကလေးငယ်များသာဖြစ်သေး၍တေချာစွာမှတ်မိနိုင်မည်မဟုတ်ဟုတွေးပြီးအဘအိုကိုသာမေးလိုက်သည်ဆီယမလီကထူးထူးဆန်းဆန်းကလေးတွေမှတ်ဖို့တာဖို့ဝါသနာပါတယ်ဆိုရင် ဘဘတို့ရေပြအံရွံနဲ့ပတ်သက်ပြီးပြောစရာလေးတွေတော်တော်များများရှိတယ်ကွမှတ်တမ်းသဘောမျိုးနဲ့စာလေးရေးထားပါလားအဖွားကြီးကပြောတော့အခါမခင်ရွှေစိတ်ထဲစာရေးစရာဖြစ်ချင်တယ်လို့လို့ဆန္ဒမျိုးပေါ်လာသည်ကုတ္တကံဟူသည်မိသူကမျှကြိုတင်မမြင်နိုင်ချေမခင်ရွှေဘို့တနေ့တော့အခါဝဲနာမည်ကျော်စာရေးစရာမဖြစ်ဟုမိသူပြောနိုင်မည်နီထို့ကြောင့်အဖွားကိုပြောသည့်အတိုင်းသဘောတူညီလိုက်သည်အေးအဲ့ဒါဆိုအခုကိုရင်တာပေါ်အကြောင်းပြောပြမယ်မိန်းကလေးကမှတ်တမ်းကလေးရေးစမ်း ရေးပြီးရင်ဖေဖေကိုပြန်ဖတ်ပြဟုတ်ကဲ့ဖေဖေပြောပါအဘကိုပြောပြသည်အဘသာဖို့အကြောင်းကို မခင်ရှိကအီတို့မှတ်တမ်းရေးလိုက်သည်တားငယ်သည်သူ့ရင်ခွင်မှထွက်သွားခဲ့သည်မှာ၃လကြာခဲ့ပြီဖြစ်တော့လေကိုဘိုးအောင်တို့မိသားစုသည်တနေ့မှမမေ့နိုင် အလွမ်းမပြေနိုင်အောင်ဖြစ်ရသည်ပင်မဆင်းရဲစွာလုက္ကန်ရှာဖွေ စားတော့ရသည့်ဖြစ်မှလွမြောက်စေသည်ကောင်းကျိုးချမ်းသာပေးသည့်တားငယ်ကိုများစွာလမ်းဆိုသည့်အလျောက်မိုးရီအောင်ကမုံမုံမိုင်းမိုင်းဖြစ်နေသော နေ့တနေ့ဝယ်ကိုဘိုးအောင်သည် တားငယ်လေးလျောင်းအိဆက်ရအုပ်ကိုရှိသည့်တောင်ကုန်းငယ်ထိတ်သူသူတယောက်ထဲထွက်လာခဲ့သည်မရွှေအိမ်ကိုပင်အတိမပေးဘဲတိတ်တဆိတ်ထွက်လာခဲ့ခြင်းကမရွှေအိမ်သည်မိမသားဖြစ်သည့်အလျောက်တားဤအုပ်ကိုကိုမမြင်ရလျင်တော်သေးသည်မြင်ရလျင်ထိမ့်မနိုင်သိမ့်မရပရိဒေဝဒေါကမီအာကြည့်လှနေဖြစ်သောကြောင့်ဤတောင်ကုန်းထိတ်ကိုမသွားရအောင်ဖြောင်းပြခဲ့ရသည်ထို့ကြောင့်ကိုဘိုးအောင်က တိတ်တဆိတ်ထွက်လာခဲ့ခြင်းဖြစ်သည် တောင်ကုန်းငယ်ကိုမရောက်မီလေကွက်လေးစုဆောင်ရာလေကတဲ့င်းထိတ်ဝဲ အဓိကရတောင်ပေါ်ကြီးတစ်ခုကရှိနေခဲ့ဒီမှာနှစ်ပရိစေတာ တော်တော်ပင်ကြာညောင်းခဲ့လေပြီထိုတောင်ပေါ်အတွင်မှာမူကြီးတကောင်ရှိသည်မူကြီးကနှစ်ချုံမူကြီးပင်ဖြစ်တော်လဲကိုခန္ဓာမှာနှစ်ကြာညောင်း၍ကြီးလာသည်ဟုမရှိ ပထမဆုံးတွေ့ခဲ့ဖူးသည့်အရွယ်ပမာဏအတိုင်းသာရှိပြီးအယောင်မှာအစိမ့်ပုတ်ရောင်ဖြစ်သည်မူကြီးကလည်းမိသူကိုမှအနေမပြုခဲ့မိသူကမှလည်းမူကြီးကိုအနောက်ရှက်မပေးဘဲဘေးမဲ့လိုသဘောထားနေခဲ့ကြသည်ဖြစ်ရာရွာသူရွာသားရဲ့နေမူကြီးသည် နားလည်မှုရှိနေသည်ဟုဆိုရမည်လွန်ခဲ့သည့်နှစ်ရက်ခန့်ကမူမော်တော်ကားလမ်းဘေးမှာအရက်ပုံးဆိုင်ဖွင့်ရောင်းနေသူဆိုင်ရှင်အားခရီးတစ်ထောက်ကုန်းခွန်နာသည့်မော်တော်ကားစီးခရီးတဲကလင်းမွေသားကို အရက်နှင့်မြည်လိုသည်လင်းမွေတကောင်ကိုအရေးဆုပ်ပြီးအခွေမပြတ်ကျော်ပြီးလျင်ဝင်ငားချက်ပေးမည်ဟု ဆိုထားသည် ထို့ကြောင့်အရက်ဆိုင်ရှင်သည်ဝင်ငားချက်ကိုမှတ်ကာလင်းမွေကိုရှာသည် လင်းမွေကိုရှာမရသည့်အစောရတကခြိုင်သည့်သဘောနှင့်တောင်မိုးရဲကမွေကြီးကိုရအောင်ကြံစီသည် ွေရင်းဝကိုမြူသီးညော်ပြန်တိုက်သောအခါငွေကြီးထွက်လာသည်အရက်ဆိုင်ရှင်ကလက်ထဲမှအတင့်ကင်နာသည်ငါးခွခရင်ဖြင့်ငွေကြီးဥကောင်းကိုတေချာစွာချိန်မိထိုသည် သူခရင်သွားကငွေကြီးဥကောင်းကိုမထိပဲငွေကြီးကသူ့ခြေလုံးကိုအာအပါပေါက်ပြီးတွင်ထဲပြန်ဝင်သွားလေသည် အရက်ဆိုင်ရှင်ကငွေသားလည်းမရငွေငါချက်လည်းမရပဲငွေစိတ်မုံကသူ့အရက်ဆိုင်ကိုအတူပါလာသူကတည်ယူသွားပြီးငွေကူးဆေးဆရာကိုပြင်ပြီးကုနေတော်လေးငွေစိတ်ကမကြသည် ဤအဖြစ်ကယင်းနိမနဲ့စစောပိုင်းကဖြစ်လိုက်သည်ကိုတရွာလုံးသိလိုက်သည်နေသူကိုဘိုးအောင်လည်းသိခဲ့သည်။သို့သော မွေကလေးငါချက်မှတ်ပြီးမလို့အပ်တာတောက်လို့တဲ့သူဒီလိုအဓိကရမွေကြီးမျိုးကြိုက်တာတော့မွေကက်ပြောက်ဈေးကုစရာလည်းနိုင်မှာမဟုတ်ဘူး။ဟူသောတူညီသည့်ဆုံးဖြတ်ချက်ကိုတရွာလုံးကချထားသည်။ရွာသူရွာသားတွေဆုံးဖြတ်ချက်ကပင်မှန်နေပြီလားမသိ။မွေကက်ခံထားရသောလူနာသည်မနက်9နာရီလောက်ကအကြိုက်ခံရသည်။ဈေးစရာကိုချက်ချင်းပင်ပြီးကုသခဲ့သည်။သို့သောယခု ကိုဘိုးအောင်တောင်ကုန်းငယ်တို့တွားရန်ထွက်လာသည့်နေမုန်တဲ့အချိန်တိုင်းတော့လေမွေစိတ်မကြသည်တတိမြန်သည်မွေစိတ်မှုန်နေစေပင်လက်ရှိခုနေသောဆရာကဟန်မုံမပေါ်၍လက်လျှော့ထွက်သွားသည်ဖြင့်နောက်ထပ်ဈေးဆရာအစ်တတယောက်ကိုစူးစားရှာဖွေနေစေဖြစ်သည်ကိုဘိုးအောင်ကတောင်ငယ်လေးလျောင်းအိတ်ချက်သည့်အုပ်ကိုရှိရာတောင်ကုန်းငယ်ထိတ်တို့ထွက်လာရင်မနက်ကတောင်မို့တွင်အောင်မွေကြီးနှင့်ငွေငါးချက်မှတ်မော်သောအရက်ဆိုင်ရှင်တို့ဖြစ်ကိုတတိယကရွာသူရွာသားတွေပြိုးနှုတ်ရင်းကောက်ဆက်ရင်း ဒီလက်ကတင်းကြီးပေါ်ဒီတောင်မိုကြီးနားမှာထိုင်ကြနားကြထမင်းစားကြလုံနေတာကြာလာပေါ်ဒီမူကြီးကသူ့ကိုဒုက္ခမပေးတဲ့သူတွေကို သူကလည်းဒုက္ခမပေးပါဘူးတူးကိုတူးတစ္ဆာတရားစောင့်သိထိန်ထိန်ဖို့တကယ်အရေးကြီးပါလားဟုတီတူးရေရိုရင်းတောင်ပိုကြီးရှိရာကိုလှမ်းမြောက်ကြည့်လိုက်ပြီးတော့ကိုဘိုးအောင်ဤမျက်လုံးကတောင်ပိုအနားတွင်တီတီငင်ငင်ရက်နေသောလူတယောက်ကို တွေ့ရသည်သူလူဤလက်ပေါ်တွင်ကမူကြီးတကောင်ကိုဘိုးအောင်ရှိနေရနှင့်တောင်ပိုသည် ခဲတပြည့်တတမြတာကွာသည်ဖြစ်ရာမြင်ကွင်းကပြက်သားထင်ရှားလာသည်ထိုလူဤလက်ပေါ်ကမွေကြီးကတောင်ဖို့ထဲမှနေသည့်အစိမ့်ပုတ်ရောင်မွေကြီးဖြစ်သည်ကိုဘိုးအောင်ကတေချာစီရန်အနားသို့ကတ်သွား၏အနားသို့ရောက်သည်နှင့်တပြိုင်နက်ထိုလူကစတင်ပြောလိုက်သည်တဦးကိုတဦးအနေမပြုပဲတစ္ဆာစောင့်နေသည်များကာလာဘတ်လုံးစိတ်ချမ်းသာမှုရမှာပေါ့ဗျာအခုတော့မွေကြီးသူ့ဘာသာသူနေတာကိုတတ်ဖို့အားထုတ်တာကိုနေမွေမီမှာလူနာကိုကျွန်တော်လက်အရင်တော့ အသက်ရှင်အောင်ကယ်နိုင်ပါတယ်။ဟုထိုလူကပြောပြီးမွေကြီးကို တုတင်သွားတော့ညင်သာစွာချပေးလိုက်သည်။မွေကြီးသည်လှပသောပပင်းကြီးကိုပညာရင်းကကိုဘိုးအောင်ကိုကြည့်သည်။ရွှေဟူသောအတန်ရှိကြီးပြုပြီးပပင်းကိုချကာတွင်းထဲသို့ဝင်သွားလေသည်။ကိုဘိုးအောင်သည်ဒူလာရင်းကိစ္စကိုဘေးဖယ်လိုက်သည်။မွေကိုက်ခံရသည့်လူနာ ချမ်းသာစေလိုသောဆန္ဒဖြင့်နောင်ကြီးခင်နိုင်ရင်ကျွန်တော်ကလူနာချင်းကိုစားပြင်ပါရယ်ခင်ဗျာအခုကြွပါဟုယိုသေးစွာတောင်းပန်လိုက်၏ ထိုလူကဥကောင်ကိုခိုင်းရိုင်းလိုက်သည်ခမရဘာမဆိုင်နေကြလူပဲဗျာလူနာရှင်ကိုယ်တိုင်ကလူလားမယ်မလူလားမယ်ဆိုတာမသိသေးပဲကျွန်တော်ကအရန်လိုက်သွားပါပြီတဲ့ဟိုမှာလူနာရှင်ပင့်ထားတဲ့ရေးဆရာတယောက်လက်ထဲမှာလူနာရောက်နေနေရင်ကျုပ်ကအတင်းဝင်လူကုလို့ဖြစ်မလားတယောက်စီးကိုတယောက်မကြော်ကောင်းလေတစ္ဆာတရားဆိုတာရှိရမှာပေါ့ထိုလူဤစကားအတိတ်ပဲကိုကိုဘိုးအောင်ကောင်းကောင်းနားလေသည်ဤလူကိုမြည်တည်နေတဲ့ပြိုင်နဲ့သူပြောသည့်စကားတွေကိုကြားရသည်နဲ့တပြိုင်နဲ့ မွေစိတ်ကိုနိုင်သူဖြစ်ကြောင်းအကဲခံမိသည်ထို့ကြောင့်ထိုလူကိုနောင်ကြီးဒီနေရာကဘယ်မှမသွားပါနဲ့အောင်နော် လူနာရှင်ရှိကိုကျွန်တော်အမြန်ဆုံးသွားပြီးအကြောင်းကြားပါမယ်ခဏဆောင်ပါတော့နောင်ကြီးဟုရေရိုးတသေးပင်တောင်းပန်ထားခဲ့ပြီးလူနာရှင်အားသို့ဒုံဆိုင်ပြေးလာခဲ့သည်လူနာရှင်ကနောက်ထပ်ရှာဖွေပင့်ထားသောဈေးဆရာကလည်းဇန်တဝဝဖြစ်နေ၍လူနာရှင်သည်စိတ်ပြတ်ဝမ်းနည်းနေစေဝဲကိုဘိုးအောင်ရောက်သွားပြီးလူနာရှင်ကိုအကျိုးအကြောင်းပြောပြသည်လူနာရှင်သည်ဝမ်းမြောက်အားတက်စွာဖြင့် ကုလဆာစီစီယာကိုထိုက်တင်တဲ့ငွေကြီးကတော်ပြီးပြန်လှည့်လိုက်တော့အခါပညာမပြည့်စုံတဲ့ရောင်ဝဝဖြစ်နေတော့ဆရာဒီချော်လေးရောထိုင်ကခက်တုတ်တုတ်ပြန်ကြသွားတော့ဤလူနာရှင်ကိုတိုင်ကကိုဘိုးအောင်နဲ့အတူလိုက်လာပြီးတယုတ်တေးပြင်တော့အခါထိုလူတီကြည်ပြူစွာလိုက်လာသည်မွေကြီးမောင်ကတတိမိနေသောလူနာကိုတေးချစွာကြည့်ပြီးအိတ်ထဲမှပါလာသည့်ပလင်းငယ်လေးထဲမှဈေးမုံအနေငယ်ကိုရေဖြော်ကလူနာဤပစက်တဲ့လောင်းထဲသည်မွေကြိုက်သည့်နေရာကိုဓာငယ်ဖြင့်လက်တဆစ်စီမှ ချက်ချေကဲခွဲပြီးဈေးမုံကိုတိတ်ထည်သည်။ကွန်တီယာညာခန့်တလာများကြာတော့အခါဝဲလူနာဤပါဇက်ထဲမှာအမြုပ်တွေအန်သည်။ဓာခွဲရအနာမှာတေးဖို့ညုံညုံမဲမဲတွေစီးကြသည်။အနာမှာညုံညုံမဲမဲတွေစီးကြခြင်းရက်တန်သွားသောအခါတွင်ကလူနာသည်တတိပြန်ရလာသည်။ကဲမတည်တော့ဘူးစိတ်ချထိုလူသည်ထိုစကားတစ်ခွန်းနဲ့တူတူပြက်ပြက်ပြောကာမိသူမျှမတားဆီးနိုင်မိပင်လူနာအိမ်မှထွက်ခွာသွားသည်။ကိုဘိုးအောင်ကကြပြာကတိပြေးလိုက်လာသည် သူ့အိမ်မှာအခိုက်အတန့်အမောဖြေပါ ဟု တောင်းပန်ပြီးခေါ်လာခဲ့၏ကိုဘူးအောင်နှင့်စတွင်တည်ကြွရသည်ဖြင့်ခင်မင်းသောမြတ်တာစိတ်ထားဟန်တူသည်ထို့လိုသည်အေးဗျာခမားစီမှာတော့နေခြင်းနှင့်ရှိသားကျုံနာမည်ကတာပေါ်တယ်မှတ်ထားခမားနာမည်ကရောအတိုင်းဝိုင်းအဖွဲနဲ့မတုံမဲရိုးရိုးရှင်းရှင်းပြောတတ်သောကိုတာပေါ်နှင့်ကိုဘူးအောင်တို့မိသားစုသည်ဆွေမျိုးရင်းချလိုဖြစ်သွားသည် သူ့နာမည်ကိုတာပေါ်သူ့အသက် ကိုဘူးအောင်ထက်၄နှစ်လောက်ကြီးသည်မွေကိုက်လူနာကို နိုင်နိုင်နေနေစေကူးတတ်တယ်ဟူသောအချက်သုံးချက်ကလွဲပြီးကိုသားဘော်အကြောင်းကိုကိုဘိုးအောင်မိသားစုဘာမျှမသိရချင်ကိုသားဘော်ကလည်းဤသုံးခုသောစကားကလွဲပြီးဘာမျှမပြောမိတို့ဝင်ဖြစ်စေတဦးနဲ့တဦးဘဝကုသိုလ်ကြောင့်ဇွေမျိုးရင်းချလို့ခင်မင်ပြီး အတူနေထိုင် စားတော့လာခဲ့ကြ၏ကိုသားဘော်မွေကိုက်ခံရသူကိုစေကူးပုံမှာရိုးရိုးစင်စင်ဟုဆိုနိုင်မည်လားနည်းနည်းသောပညာတရားဖြင့်ကုသည်ဟုဆိုနိုင်မည်လားမသိပေမွေကိုက်ခံရသူကိုမမြင်ရသေးမတွေ့ရသေးတော့လေ လာပင့်တော်လူနာရှင်ကိုကြုံမလိုက်ပြရစီနဲ့ပြန်ပါဗျာဟုပြောလွတ်လျင် ထိုလူနာသည်ဇီးစီယာလာပင့်သူအိမ်ပြန်မရောက်မီမှာပင်ဒေဆုံးနေပြီဖြစ်၏ငွေကြိုက်ခံရပြီးမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာလာပင့်စီကမူကိုတာပေါ်သည်အနှဲငယ်များခက်တူတွေမျက်တောင်ဆင်းနေပြီးမှအထက်ပါတိုင်းပြောလိုက်လျင်ထိုလူနာသည်မိတိနီနေများအတက်မရှင်နိုင်တော့ချေငွေကြိုက်ခံရသည်မှာတဏီကုံအချိန်ကြာညောင်းနေလင်ကစားလူနာရှင်ကလာပင့်တော်ခါ၌ အနေငယ်များခက်တွေတွေမျက်တောင်ဆင်းနေပြီးမှအေးလိုက်တာပေါ့ဗျာသွားစို့ဟုဆိုပြီးပင့်ခေါ်ရလိုက်လာလေရင်ထိုလူနာသည်ဒေချာပေါက်ပျောက်ကင်းချမ်းသာသည် ထိုအခါလူနာရှင်တို့ လောက၌ပြောစမှန်တစ်ခုဖြစ်လာ၏ဆရာတာပေါ်ကိုပင့်လို့မရရင်အဲ့ဒီလူနာအတွက်အဆုံးစုံကိစ္စဆောင်ရွက်ဖို့သာအစီအစဉ်မေတော့ဆရာတာပေါ်ကြွလာရင်တော့ဒီလူနာကိုငွေမကလို့နဂါးကြီးပဲပေါက်တက်လိုက်အောင်တော့ဘယ်တော့မှမသေးနိုင်တော့ဘူးကုတာပေါ်သည်ငွေကြိုက်လူနာအတွက်သာတီးတန့်စေကိုသည် အခြားယောဂဝေဒနာများအတွက်ကိုမူမိခဲ့သို့သောသူကမိမြပင် တောင်းမှန်တူရှု ပင့်ခေါ်စေကမူလုံးဝလက်မခံပေဈေးကူကအတွက်ကိုမိဒီအခါအမြန်စကားမပြောလူနာရှင်က စေတနာအလျောက်လာကြတော့သောငွေကြေးအဝတ်ထည်စားတော့ပွဲရာပစ္စည်းအသုံးဆောင်တို့ကိုသူတဲခိုနေထိုင်စားတော့ရာအိမ်ရှင် ကိုဘိုးအောင်တို့မိသားစုကို အားလုံးပုံပေးသည်ဇင်းရဲ့ကျုံငယ်သောလူနာရှင်ဖြစ်နေလျင်ဈေးကူကကြော့ကြီးမယူသေးတာမက အခြားသူတွေကတော့သာသည်ပစ္စည်းတွေကပင်ခွဲဝေပြီး ပေကန်ထောက်ပံ့လိုက်သေးသည်ကိုဘောအောင်တို့မိသားစုမှာကိုသားဘောကိုဒွိသားအရင်ချလိုပင်ခင်မင်အာကုမိကြသည် သူဇာတိစင်းမြင့်အထုပ်ပတိကိုမေးလျင်တိရတော့ခမရတို့မှာဘလို့အကျိုးကျေးဇူးတွေခံစားရမှာလဲမတိရတော့ဘလို့အကျိုးကျေးဇူးတွေဆုပ်ယူသွားမှာလဲအဲ့ဒါပြောချင်မှာကျုပ်ဂျင်းနန်းအောင်ပြောနိုင်ရင်ကျုပ်ရာဇဝင်ကိုပြောပြမယ်ဟူသောအတန်ဖြင့်မိမျက်နှူကိုနှုတ်ပေးစေသည်ဆရာကြီးရဲ့မွေပြီးစေးလေးထိုးပေးပါဟုတောင်းပန်လျင်ကျုပ်၅ပါးတီလာနေတိုင်းမြဲထားတော့ မူသားမှပါပဲအမှန်တမ်းပြောရမယ်ဆိုရင်ခမရတို့ကိုမွေပြီးစေးထိုးဖို့နေနေတာကျုပ်ကိုယ်တိုင်ကမွေပြီးစေးလုံးဝမထိုးခဲ့ဘူးပါဘူးမွေပြီးစေးလည်းမရှိပါဘူးဟုဖြေရှင်းပြတတ်သည်မိတို့ဝင်ဖြစ်စေကုသဘော်တယောက်မွေစိတ်ကိုနိုင်နေကတော့အမှန်ပင်ဖြစ်သည်မွေကြိုက်ခံလူနာရှိပြီလာပင်လေရင်မိမြဝေးကွာတော့ဒေတာဖြစ်စေတက်ရှိတဲ့တော်ဝရုံရဆွေရတော်ရင်ကိုကကုသဘော်မြည်ကြည့်ခါများမစီခြေလင်းသာလမ်းလျှောက်လိုက်လေရှိသည် ။တကြိမ်သောအခါကရော်ဒရာမလူနာရှင်လာပင့်သည်။ရွာမှာအတော်ဝေးသောဒေသဖြစ်သည်။မနေ့ကညဉ့်ဦးပိုင်းချိန်မှာဂျင်နီအိုတဲရင်ထင်းပုံထဲမှာထင်းကိုဆွဲယူလိုက်သည်တွင်ထင်းပုံထဲမှာမိကြည့်ခဲလို့လှပစွာနှီးရင်နေသောကြောင်မြင့်ရတနာလိုတောက်ပြောင်နေသည့်အရာနှစ်ခုကိုတွေ့ရသဖြင့်ကံကြည်လိုက်မိသည်။ထိုအရာသည်မွေတကောင်ဤမျက်လုံးဖြစ်ကြောင်းကိုမွေကြိုက်ခံလိုက်ရမှသိရသည်ဟုဆိုသည်မနေ့ညဥပိုင်းချိန်ကမွေကြိုက်ခံလိုက်ရသည် အခုကိုသားဘောထံ လူနာရှင်လာပင့်သောအချိန်မှာမနက်9နာရီအချိန်တိုင်ပေပြီလူနာရှင်ဤမျက်နှာသည်စိုးရိမ်ထိတ်လန့်ခြင်းဖြင့်ဖြူလျော်နေသည်မအုံမိုင်းရီဝေသောမျက်လုံးဖြင့်ကုသဘော်ကိုအာကိုခြင်းကြည့်သွားကြည့်နေသည်ကုသဘော်ကဒုံးကျန်အတိုင်းမျက်တောင်ဆင်းကခက်တွေတွေခိတ္တများညိနေသည်ထို့နောက်မတိမတာတပြင်းချပြီးအေးလိုက်တာပေါ့ဗျာသွားစို့ဟူသောစကားနှုတ်မှထွက်လာသည်တွင်လူနာရှင်ဤဖြူလျော်သောညှိုးငယ်သောမျက်နှာသည် ချက်ချင်းတွေးရောင်ပြန်ကလန်းဆန်းကြည်လင်သွားလေသည်လူနာရှိရာရောက်၍စေကူတာပြီးတော့အခါကိုတာဘော်ကထင်းမုံထဲမှာမွေးရှိသလားဟုမေးသည် မွေးရှိနေသေးသည် မရှိတော့ဘီကိုမြည်သူမျှမပြောနိုင်မြည်သူမျှလည်းထင်းမုံကိုမရှင်းဝင်းဖြစ်နေကြောင်းသိရသည်အချိန်ကညနေ9နာရီထိုးလို့နေပြီနေအောင်တော့ရှိပါသေးတယ်လေကိုတာဘော်ကပြောပြီးမှန်ခက်ကြီးကြီးတစ်ချက်တောင်းသည်မှန်ရတော့အခါကိုတာဘော်သည် နေအောင်ရသည့်နေရာမှာမှန်ကိုထောင်ပြီး ထင်းမုံနဲ့ကိုမှန်ယောင်ထိုးကြည့်သည်ဟော်ဟော်ဟိုမဟိုမဘေးမှဝမ်းကြည့်နေသူတွေဤအတန်ဒီစူညံသွားသည်မှန်ယောင်ဟားလိုက်သည့်နေရာမှာပပင်းထောင်နေသောမွေဦးကောင်းတက်တက်ဖြစ်ရာမွေဤမျက်လုံးနှလုံးမှာညည်းရဲတောက်ပသောအယောင်သည်လက်ပန်းလက်နှင်များလိုဖျားထွက်သွားသည်ကုတာပေါ်ကကြည့်နေသူအလုံးကိုတယောက်မကြံဖယ်ခိုင်းလိုက်သည်ဒီမွေကမွေရိုးမဟုတ်ဘူးနဂါဥကပေါ့ဆာကလေးငယ်ရွယ်သားရှိသေးတယ်ကုတာပေါ်စကားကြောင့်နဂါတဲ့ဟေးနဂါတဲ့ဝဝေးပြေး ဟုသောစုစုညံ့ညံ့အတန်နေဖြင့်လူတွေဖဲကုန်ကြသည်။နဂါးဆိုတာပင်လေတမုတ်တရားထဲမှာသာနေတယ်လို့ကြားဖူးပါတယ်ဆရာကြီး။အခုဘလို့ကြောင့်ကုန်းမောင်ကထင်းမုံနဲ့ရောက်နေပါတလေ။ဟုသောအတန်တတန်ကအခက်ဝေးဝေးမှပေါ်လာသည်။ကုသဘော်ကပြန်ပြော၏။နဂါးဆိုတာရင်းနေနဂါးနဲ့ကုန်းနေနဂါးလို့နှစ်မျိုးရှိပါတယ်။အခုတွေ့နေရတာက ကုန်းနေနဂါးပါ။ကုန်းနေငကားဆိုတာလူသူတွေအနာနိနိကက်ကက် နေလေးမရှိပါဘူးအခုလိုဖြစ်မျိုးဟာအင်မတန်ကြုံကြိုက်ခဲဖြစ်ပါတယ် သူမျိုးလုံးဟာအမောင်နှင်းမှာမိကြည့်ခဲ့လို့ဗဒမြလိုတိတ်လာတဲ့နီနီရဲ့ရဲ့အယောင်တောက်နေတယ်ဆိုကြတဲ့ကကုန်းနေတကားပဲလို့ကျွန်တော်သိလိုက်ပါပြီ။ကဲဝေးဝေးရှောင်နေကြနော်။ကုသဘော်ကပြောပြီးမှန်ထိုးထားသည့်အလင်းရောင်ထဲမှာပပင်းထနေသောမွေကိုစီစီဆက်ဆိုင်ကြည့်ပြီးနှုတ်မှတီတူးရေရွပြောဆိုနေသည်။ခေတ္တမြကြဝဲမွေဒီပပင်းချကထင်းမုံထဲမှာကုသဘော်ရှိရာသို့ထွက်လာသည်။မွေကကြည်ကြည်မမမဟုတ်ယောက်ျားကြီးတယောက်ဤလက်မပမာဏများအလုံးရှိပြီး အလျားမှာတဝေကမြတာရှိပေလိမ့်မည်။သို့တော်မှန်လင်းရောက်နေမှာတွေ့နေရသောပပင်းအဝိုင်းပမာဏကယောက်ျားထွားစိုက်ပင်မကကြီးမျက်လုံးနှလုံးကအကောင်ထဲနဲ့မလိုက်အောင် ကြီးမာသည်မျက်လုံးတစ်လုံးသည်ထုတ်ခေသောဝင်မဆီအဝိုင်းတဝိုင်းများကြီးမာသည်ကိုထင်းမုံပြင်ရောက်လာမှတည်တည်ချာချာတွေ့ကြရသည်လှလိုက်တဲ့မျက်လုံးဟာတွင်းထက်ပဒံများစစ်တိုင်းပဲဟူသောတီတိုးတန်တွေအိုးအိုးကြက်ကြက်ထွက်လာသည်ငွေအယောင်ကပြားတလူလူညိုစလူလူဖြင့် မချင်းကွက်လိုအကြီးကုန်နေပုံနေသည်ကုတာဘော်ကအမွေကိုကောက်ယူပြီးမခုံးမော်တင်လိုက်သည်ထို့နောက်မြေတုကမြနှုတ်မဆက်လှဲမကြည့်တော့ပဲခြေလန်းတတ်တတ်ဖြင့်ထွက်သွားသည်ကုတာဘော်နောက်ကိုမြေတုမှမလိုက်ရဲကြကြည်ကုတာဘော်၏မခုံးမော်မှာအကောင်ထဲနှင်းမလိုက်အောင်ကြီးမားသောပပင်းကြီးဖြန့်နာသည်ငကားဆိုသောသရဝါ၏မျက်လုံးအောင်သည်လျက်စိပြတ်သလိုနီနီရဲ့အယောင်ကဖြာထွက်သားသည်ကိုသာရွာသူရွာသားတွေငေးမောကြည့်ရင်ကြင်ရင်ခဲရတော့သည် မခင်ရွှေကသူရေးတဲ့သလိုရေးထားသည် အဘဒါပေါ်မှတန်းကိုဖက်ပြရေးဆုံးသောအခါစကားဆက်ပြောလိုက်သည်ဖွားဖွားကဒီလောက်ပဲပြောပြလို့ကျမကဒီလောက်ပဲကြီးရတာအဘဒါပေါ်ဘာဖြစ်သွားလဲဖွားဖွားအဖွားကြီးကဖြေဤမတည်ဘူးလေဆီယမလေးရဲ့အဲ့ဒီရွာကငကားပေါက်တာခံရတဲ့သူနာကိုကုပြီးငကားကိုပခုံးမော်တင်ထွက်သွားတာပဲလို့ပြောစံကြားရလိုက်တယ်အဖွားတို့စီပြန်မရောက်တော့ပဲတခါတည်းပျောက်သွားတာပဲတဲ့ကွယ်ဟင်တိမ်မမတိရှင်မမတိမခင်ရွှေကစိတ်မကောင်းစွာပြောသည်အေး ဘလို့မှတရင်အစနာမရတော့ဘူးကိုရင်တဘောရောက်လာတာဟာလေမမျောလင့်မဲ့ရုတ်တရက်ပျောက်သွားတာလေမမျောလင့်မဲ့ရုတ်တရက်အေးတခုတော့ရှိတယ်ကိုဘိုးအောင်ကတော့တခါအိမ်မက်လို့မှတ်လိုက်တယ်ကွ။အော်ဘလို့မှတ်လဲပေါ့ပွား။ဟိုးရွာအရှိမျောတော့ကကုံမုံမုံနဲ့ဇေဒီအိုကိုတွေ့တယ်မှလားလုံပါလေ။ကုံမုံမုံကိုတော့တွေ့တာဇေဒီအိုရဲ့လို့တော့တတိမထားမိဘူး။ဗာမင်ကြီးမှမတိတဲ့တိပင်းကြီးတပင်တော့ဂုံးထိပ်မှတွေ့တယ်။မခင်ရှိကပြောသည်။အဲ့ဒါကရမတ်ပင်ကြီးဆီယမ်မရဲ့ ကရမတ်ပွင့်ရင်ကြပြီလားဆိုရင်ကုန်းပတ်ဝင်ရင်မှွေးလိုက်တာကြိုင်းနေတာပဲနှစ်ချုပ်ကရမတ်ပင်ကြီးပေါ့အပင်ရင်းမှပြုတ်ပြက်လို့မြေပြင်နဲ့ညီလူမတက်ဖြစ်နေတဲ့ရေးစီဒီငုတ်တို့တခုရှိတယ်ဟုတ်ကဲ့ပြောပါပါပွားဘလို့အိမ်မက်မလဲဟင်အိမ်မက်ထဲမှာကိုရင်တာပေါ်ဟာလူတစ်ပိုင်းမွေတစ်ပိုင်းနဲ့ကွယ်အောက်ပိုင်းကမွေကားထပ်ပိုင်းကလူတဲ့ဘာမှပြောချင်းဆိုချင်းတော့မရှိဘူးကိုဘိုးအောင်ကိုကြည်ကြည်လင်လင်ပြုံးရယ်ပြပြီးအဲ့ဒီဇေဒီငုတ်တို့ရှိရာကုန်းမော်တက်သွားတယ်လို့အိမ်မက်မက်ခဲ့တယ် အဲ့ဒီတခါပါပဲနောက်တခါဘာမှမမှတ်တော့ပါဘူးမကင်ရှိကဒူးစန်းသောမွေနိုင်စရာအဘတာဘောအကြောင်းကိုညင်သက်စွာစဉ်းစားနေစမှာအဖာကြီးသမီးကပြောသည်ဆီယမလေးကထူးထူးဆန်းဆန်းဝန္ဒနာပါတော့နားထောင်ကြရအများကြီးရှိသေးတယ်အဲ့ဒီဖေယားငုတ်တို့ကလည်းမှတ်လောက်သားလောက်ဖြစ်ကလေးနဲ့ပဲဆီယမလေးရဲ့မကင်ရွှေမျက်လုံးကျဲသွားပြန်နီဟုတ်လားအမေဘလို့မှတ်လောက်သားလောက်လဲပြောပြပါအောင်ကျမမှတ်တမ်းရေးအောင်မယ်အဖာကြီးသမီးကရေးလိုက်သည်ဆီယမလေးကတော်တော်ဝန္ဒနာပါတာကို ကဲအမေကိုနှိမ်ရင်မေးပြီးတော့ညနေစာအတွက်တမင်းကိုငါပဲစီမံလိုက်ပါတော့မယ်။အဖကြီးတမီးကရေမောပြောဆိုပြီးထသွားသည်တွင် မခင်ရွှေကအဖအိုခြေဘွားကိုညှင်သာစွာဆုပ်ကမ်းပြီး ပြောပြပါတော့ဖော်ဖွာဟုပန်ချလိုက်၏။ဝါသနာပါလို့နားထောင်ခြင်းလဲပြောရတာပေါ့ကွယ်။ဒီတောင်ကုန်းမှုမှုနဲ့ဖះငုတ်တို့ကတနာစရာအကြောင်းလေးတော့ဖော်ဖွာကိုရေးပဲလေ။ကဲမှတ်တမ်းရေးဖို့စာရွက်လေးခဲတယ်လေးပြင်အောင်ကွယ်။အဖအိုစကားကြောင့်မခင်ရွှေကစက္ကူနေဖောင်တိန်ကို ပေါ့ပန်တွက်လက်သောခြေလမ်းများဖြင့်တွားယူခိုင်မှာအဖအိုကဆီယမာလေးရဲ့မှတ်တမ်းတွေကို အမှတ်၁ရေပြအိုင်မတူတော်စဉ်အမှတ်၂ရေပြအိုင်မဝင်နိုင်သူလို့ခေါင်းစဉ်တက်ခိုင်းတာကောင်းပါတယ်နော်ဟုလမ်းပြောသည် ကောင်းပါတယ်ပေါ့ပွားအခုပြောမှာကိုရောဘာခေါင်းစဉ်တက်ရမှာလဲပခင်ရှိကပြန်မေးသည်အဖအိုကမဆိုင်မတွန့်ပြေရေပြအိုင်မစီဒီအိုလို့ခေါင်းစဉ်တက်ပေါ့ဟုတ်ကဲ့ပါပေါ့ပွားကဲကျမရေးဖို့အစင်းနေဖြစ်ပါပြီပြောပါပေါ့ပွား မခင်ရှိကစက်ကူနေဖောင်တဲ့ကိုအသင်ပြင်ကအဖအိုးပြောအပ်တော့ဂုံမှုမှုထက်မှဇီရီအိုနဲ့ပတ်သက်သည့်အကြောင်းကိုစိတ်အားထက်သန်စွာနားဆွင့်ထားလိုက်လေသည်အခုအခါမှာတော့နောက်ထပ်အပိုင်းသုံးဖြစ်တဲ့ရေပြိုင်မှဇီရီအိုဆိုတဲ့အပိုင်းလေးကိုနောက်နေ့တွေမှာဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးများကလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ထားပေးကြပါအောင်ခင်ဗျာအခုလိုမျိုးကျွန်တော်ရဲ့ channel လေးမှာအချိန်ပေးပြီးတော့နားတော်တာဆင်နေပေးကြတဲ့ ပရိသတ်ကြီးများတဦးတယောက်ချင်းတွေကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာပရိသတ်ကြီးများအားလုံးလည်းရှင်လန်းချမ်းမြေကြပြီးဘေးဒုက္ခအပေါင်းပါကင်ဝေးကြပါစေခင်ဗျာ